ဆင်မကြီးရေးသားသောဝိထုတို့ကောင်းတပုတ်ဖြစ်သည့်ကြည်ကြည်လောင်းသူကိုခင်လိုက်သည့်ကျမနဲ့တက္ကသိုလ်တနေထဲရောက်သူလည်းဖြစ်သည်ဘာသာယူပုံချင်းလည်းတူသည်အတန်တူတူနှင်းများစွာအတူစာသင်ကြရသည်သို့တော်သူကအသက်၄၅နှစ်ငယ်တယ်လို့ထင်ရတာပဲလားသူမျက်နှာပုံပန်းကိုကလူငယ်နဲ့အမြဲတူနေတာကြောင့်လားမသိဘူး ကျမသည်ရွေးလူချင်းလိုခင်မင်လိုမရချေပြီးတော့သူဦးလေးရင်းဖြစ်သောကိုခမောင်ဆွေကလည်းကျမရဲ့ဦးကြီးတငယ်ချင်းဖြစ်ကောကျမတို့ဒီကိုခင်လိုက်တဲ့အလကားနေရင်ဝါကြီးရည်နေသည် ကိုခင်လိုက်ကို တူရဲမောင်ရဲထင်ပြီးခက်တန်းတန်းနေခဲ့ပါသည် သူနဲ့သူဦးလေးကလည်းတဲရင်နေနေမရှိလားချင်းထို့ကြောင့်ကိုခင်လိုက်သည်ဘယ်နည်းနဲ့မှ ကျမတို့အတိုက်ဝဲမှာပပခဲ့ချင်း ကိုကင်လိုင်း BSC အောင်နာကိုတတိမပြူလိုက်မိတော့လဲ MSC အောင်နာကိုတော့တီလိုက်၏ထိုချိန်မှာကျမသည်ကျောင်းနဲ့ဝေးကွာခဲ့က သားတစ်ဖြာပင်ရခဲ့လေပြီကိုကင်လိုင်းပြန်တော်တင်သွားသလိုလိုတစ်တော့ဘက်ဝင်သလိုလိုကြားလိုက်သည်ဤသို့မဟုတ်ကျောင်းမှာပင်ဆရာပြန်လောက်တာဖြစ်လိမ့်မည်သူ့ကိုစိတ်ဝင်စားခဲ့သည်မဟုတ်ပါသို့တော့သူမင်္ဂလာဆောင်သည့်ပွဲကိုတော့ကောင်းစွာမှန်မိနေပါသည် ကိုခင်လည်းနေရသောမိန်းကလေးမှာပကိုးသူဖြစ်ကလှလေးလှပပစ္စည်းလည်းရှိပညာလည်းတတ်သူပဲညောင်မန်းဒီတိုင်းမင်းအင်မတန်စီကားသောမင်္ဂလာပွဲဖြစ်ပါပေ၏တို့သမီးတို့သောအဖြူရောင်ကိုဝတ်ဆင်ချက်ကချီမွန်းအံ့ဩခဲ့ကြသည်၏ကိုခမောင်စွေမိမကမသိနားမလဲသူမို့ထမင်းအနက်ဝက်ခဲ့သည်ကိုကန့်ကန့်ကွက်ခဲ့ကြသည်၏ထို့နောက်ကျွန်တော်တို့ဒရီသည်ရေမောကဇံကားများကသားတော့က secret ခဲ့ကော ကရမတ်ရတောင်ခက်ကပဝါတမမနဲ့တမနက်ခင်းလုံးအချိန်ကုန်ခဲ့သည်အိမ်ပြန်ရောက်ကြရင်တော့ကို့အတန်ဝင်းနေကမဟုတ်တော့တငယ်ချင်းဤတူမို့သာသွားကြရသောမင်္ဂလာဆောင်နဲ့သူတို့သောသူတို့သမီးတို့ကိုမီးပြောက်ပြလိုက်သည်သုံးနှစ်မှတစ်ခါလောက်တော့ကိုခင်းလိုက်ကြောင်းကို ကိုခမောင်စွေနဲ့စကားဆက်မိ၏ဒါတောင်တိတ်ရှိရှိဝေဝေမဟုတ်ပါခင်းလိုက်လေးစီဟာစားလာလေကွဘာစီကိုရတယ်မသိဘူး ငါစီဆိုင်လိုက်တယ်။ဟဲဟဲဟုကိုကမောင်စီကအကြောင်းမရှိရေမောကပြောပြသည်။ဒါမှမဟုတ်အကြောင်းရှိလို့ရေးတာလည်းဖြစ်နေပါသည်။တူစီကစာရသည်ကို ပြောပြရတာစက်တာဖြစ်နေပါသည်။ခင်လိုက်ကိုဘယောင်းနေလဲကွာဟုကျမဤခင်မောင်ကစကားဖြစ်မိသည်။ပူတာဦးမကွာ။ဘာသားလို့နေလဲ။စစ်တပ်ထဲဝင်သွားတယ်။မင်းမသိဘူးလား။အေးကွာ။ပူတာကိုသွားလိုက်ရရင် ကောင်းပါပဲသူရှိတော့။ ထို့နောက်ကျမတို့သည်ကချင်ပြည်နယ်ကိုမရောက်ဖူးသေးသည့်အကြောင်းငက်ပလီဘလူလာကြောင်းရှမ်းပြည်နယ်ကိုတော့တကယ်ချစ်ချောင်းနေစီရောက်သွားပါသည်။နောက်တစ်ချိန်ကိုခေတိုင်းကြောင်းပြောမိသေး၏။သူရန်ကုန်ပြန်ရောက်ပြီတဲ့။စစ်တပ်ထဲကထွက်လိုက်သည်တဲ့။သူတို့မှာတသမီတယောက်မှမရှိတဲ့။ကျမတို့ဤစင်းနေမြောက်မင်္ဂလာပွဲနေ့မှာကိုကမောင်စိုးတို့နေပြောင်းရသည်။ကျမတို့ကလည်းလေးစိတ်တို့လည်းမပေါ်နိုင်။ သူတို့ကလည်းအိမ်တို့မလာနိုင်တော့ချီတို့နောက်မှလာလိမ့်မယ်ကွာတောင်ကူပဲနီးနီးလေးပဲမနေ့စောစောထားမောင်းရင် ထမင်းစားလိမ့်မယ်ထမင်းစားမီရောက်လာမှာအေးဒီနေ့မိထဲကငွေတထောင်လောက်မြင်လိုက်တာတော့နင့်နာတော့ဟုမောင်ကပြောခဲ့သည်အောင်မပြောင်းပြန်ပြောပြန်ပြီပတ်စံတက်သွားတာတက်တာသွားတာကမင်းကွမှတ်မိလားမိချိုကငါဖိနေတဲ့ပတ်စံနဲ့ဗရံများလည်းကဝဲပြလာလေအဲ့ဒါမင်းပတ်စံအများဆုံးဟုကိုခမောင်စီကပြောသည် ကျမကမူသူတို့တငယ်ချင်းတွေကိုရေမောလျက်ကနေခဲ့ပြီးအိမ်မှာခင်းချင်းစီမံတော့ပြူလိ၏တို့နေမှာကိုကမောင်စီမရှိတော့တမျိုးချက်ကတာမန်းသည်တနေ့တကာအာရပါရကစားရသောဖဲဝိုင်းများဒီနေ့ဖို့ခိုင်းလို့စီပင်ဆူညံတော့လဲတလဲနိုင်လင်းဆဲလဲကရုံးတည်နေကာမိအောင်ဝမ်းသာအာရအော်ဟစ်တတော့ကိုကမောင်စီကိုတန်တာကြသည်မောင်ပင်လင်းရွှင်လန်းတင်တော့မရွှင်လန်းဟု ကျမထင်သည် ခင်ရေလက်ဖက်စားချိန်တက်ပြီထင်တယ်ကိုလူတွေအော်ချဲရတာနဲ့စားထားသမျှလေးဗိုက်တဲ့ချောင်းကုန်ပြီလက်ဖက်ရည်ချမ်းရောကော်ဖီရောကိတ်မှုချောင်းရောလုပ်ပါဦးလက်ဖက်ကိုနှစ်မျိုးတုံတော့အချိုတုတ်တစ်မျိုးပြီးတော့ငရုတ်သီးဆက်ဆက်တက်များချင်းချင်းနဲ့တုတ်တဲ့ခင်းလျာလေးစားချိန်သေးတယ်ဟုခင်မွန်တဲ့ဟာခိုင်းသည် secret လေးဒီမှာကုန်ပြီပြို့စေပေါ်လေးရလည်းပြီးပါတယ်ဟုအေကန်ထောင်စုံမအော်သူကအော်ပါသည်ကျမလေးအစားတော့ချက်ရောက် သေးလေးဖြည့်တင်ရတဲ့အလုံများသွား၏မုံမောက်ဖဲစင်နေသောသေးလေးပြာဝဲများကိုတွန်ရပြန်၏အဲဝဲပြူရင်ကရှုံးနေသူနှုတ်ရှုံးနေသူအနီရောက်ခဲ့ရင်အာဘိစကားပြောရ၏နိုင်သူအနာရောက်ပြန်ရင်အာရလာသည်ပြီးတော့ငင်ငေက ကြာဖို့သောပုံမြင်တစ်ခုကိုတတိယသည်အမေကပုံပြောပူပါသည်ရှေ့ရှေ့တုန်းကတဲ့တငယ်ကလေးနှစ်ယောက်ရှိတယ်တို့အကြည့်ပြတဲ့ငါးသက်ရမှာနမောဗုဒ္ဓါယဆိုပြီးပြစ်သူကအမြင်နိုင်သည်ရဲ့ ဒီတော့ရှုံးတဲ့တငယ်လေးကလည်းအားချပြီးနမောဗုဒ္ဓယာဆိုပြီးပြစ်ပင်ရာတူနိုင်လေသေးတယ်။ဒီတော့ကျမမေးဖို့ဒီမှာအမေရဲ့လူနှစ်ယောက်ကစားရမှာတယောက်နိုင်လေတယောက်ရှိရမှာတမတာဘယ်နဲ့လုပ်ပြီးနှစ်ယောက်စလုံးနိုင်လို့ဖြစ်မလဲ။ဖယိုက်သူဧည့်သည်များကိုကြွေးမွေး၍တိမ့်ဆဲပြီးတော့ကျမအတော်မောသွားပါသည်။ကလေးငယ်များအိတ်ချိန်မှု နားနေပါပြီ။အဖော်ကလေးမကလေးများကိုသာခဏထားခဲ့ပြီးအိမ်မောတက်ခဲ့ဖို့ရာလဲတင့်တော်သည်မဟုတ်။ စာကြည့်ကန်းနိုင်လဲဖဲဝိုင်းရှိတာမှန်မိမိဦးလေးမြင့်တို့လူကြီးများဝိုင်းမှုမဆူညံတော့သူတို့ကဖဲကစားရင် ကို့လဲပြီးရင်တရေတမောတောင်အေးလို့ရတော့73ချက်ပူကာကိုကစားကြသည်မို့ငင်းငင်းပင်စာကြည့်ကန်းနဲ့နိုင်တက်တောင့်တသောခဏနားနိုင်မိမို့ကျမအตาရကလေးထလာသည်23ပေါက်ဆီယာရီဟုခင်မုန်းတွေက အာရပါရပြောစံကိုလှည့်ကြည့်လိုက်ရင်သေတဲ့ဟုတစုံတယောက်ကချက်ချင်းပြန်ဖြေပါသည် ငါတယောက်တည်းစဉ်စဉ်သေးတာပါလားဟုထက်ပြောပြန်ပါသည်ပြောသူမှမထင်မဲ့သောကိုခင်လိုင်းပင်တွနောက်နေပေါ်လာပြီး ဖိတ်စာများလင်မန်းပေါ်ဝေလျက်ရှိပါသည်တနေ့တနေ့ငနေမှာနိုင်ရတယ်လို့မရှိလာပါညနေစားလဲအိမ်မှာစားရတယ်မရှိလာပါအိမ်တို့တကောင်ကျော်မှရောက်တာများပြီးတသမီများမကျင်တဲ့တံကိုမကြခဏနာခင်ရသည်မိုးလေမှာအိမ်မြင်ရတာလဲရှိသေးသည်လူဘဝ၌အလုံးများသောအရွယ်ရောက်ခဲ့ပြီလို့ထင်ရပါသည် ကျမတို့ဤ30ကျော်40နီးပါးရွယ်မှာအိမ်တော်ကိစ္စအများမြောင်လာသည်သူသားသမီးကိုသားသမီးကိုလည်းချီမြှောက်ရသည်သူမိဘကိုမိဘလည်းတကြိုရသည်လင်မယား괴ရာမျိုးနေကြုံမြန်တော့စီစက်လို့ရရင်စီစက်စီစက်မရပြန်တော့မျက်နှာအလွဲလို့နေလိုက်ရသည်ကျမတို့ဒီဖဲဝိုင်းနဲ့ပြက်တီမရှိရောလို့ဆိုလိုခြင်းပဲဖဲဝိုင်းမှာဖဲဝိုင်းနိုင်ပတ်စံမှာသွားလိုက်လာလိုက်မှုနိုင်သည်ဖြစ်လေကိုပတ်စံလို့မခွန်ရကော ကျမစိတ်ဝင်စားလာပါတိုးတော်ဖဲဝိုင်းနိုင်မျက်နှာများသည်စိတ်ဝင်စားဝဲကောင်းလာပါသည်ကျမမျက်ချီမပြတ်မိသည်မှာတော့ကိုခေလိုင်းတော့ပဲကိုခေလိုင်းတော့လို့ဆိုလိုက်ရသူမိမကြူကြူပါပါသည်ဗောကိုခေလိုင်းကိုရခုတော့ကျမတက်တူရဲတူလို့အောင်မေလာခဲ့ပြီသူမျက်နှာသည်ညိုမောင်းလာရောမကအရေးအစင်များသာပင်ထင်နေသည် ဘယ်တော့မှပြောင်းမယ်မထင်ရသည့်လူငယ်မူရကိုဘလို့ရှာလို့မှ မတွေ့ရတော့ချေအပြောဆိုမူရလဲကျန်းနဲ့လာသည်ထင်သည်ငကုမိကောင်းဖခင်တသမီစိတ်တော့ကြံသည်လို့မျှော်လင့်ရပါသည်သူသည်ဖဲဝိုက်မှမလိန်ညာချေသွေးနှပဲကြီးစွာကစားသည်အတန်ကျဲလောင်းသည်ဖဲချောင်းသည့်ကောင်ဖဲတို့ကိုဆွဲဆုပ်ကောင်ဖဲတို့ဖူးအတင်းရော်ရသည်ဖဲကြွေးတင်သည်ကိုအရင်ဆုံးဆက်လိရှိသည်တဝိုင်းလုံးပြောင်ပြီးသူ့သားနိုင်နေလင်းလဲကစားခြင်းသေးသည် ပစံကိုဝေငှ၍တဖန်ပြန်ကစားပြန်သည်ကြေးကြီးများအယောသားရှိသည်ကိုလက်မတုံးဘဲကစားတက်လေသည်ခင်နိုင်ဤသိပ်ဖျက်တက်နေရတဲ့ဆိုဒီကောင်အကြီးကြီးပြောင်းလဲနေပါလားတနာပါလေကွာဟုကိုခမောင်စီကတခါတလဖုန်းနဲ့တောင်ကုန်မှလမ်းပြောသည် လူတိုင်းကပင်ကိုခနိုင်ကိုကြွေရမှာတနာကြသည်ကိုခနိုင်မှာချစ်တစ်ပတ်ပြက်လျက်ရှိလေသည် လူတယောက်အမေကအကောင်းဝေးပေးလိုက်တော့လေကြီးမဖြည့်ပြည့်ဖြစ်သည်ဆိုဒီမှာစံပြလွန်လာတယ်လို့မဆိုနိုင်တော့လေဝိထုဆောင်များရုပ်ရှင်များနဲ့တော့တွေ့ရများကအပြင်းမမြင်ဘူးတည်မဟုတ်ပါ တွေ့တာကကျမသည်ယုံကြည်လို့မရပါကျမတို့အိမ်ပွဲသမင်တို့လာစဉ်ကကြီးပြက်ပြီးပြီလားအကောင်းရှိသေးသလားလို့ဆိုတာလေမမှန်မိပါကျမတည်တည်ချာချာမကြည့်လိုက်မိတာဖြစ်နေပါသည် တကယ်တော့လေအခုတည်းဒီကျမသူ့ချက်တော့ကိုတိတိကျကျမကြည့်မိသေးခြင်းတမြင်ခွေထိုင်လို့မရတဲ့လူပါတယ်ဗျသပွဲကလတ်ထိုင်နဲ့လှုပ်ကြပါဟုသူကပြောရွှေလို့မို့တော့ရင်မောတံပြေပြောလို့ရှိက သူ့ပါလင် ဖဲဝိုင်းကိုသပွဲများဘက်ကကလတ်ထိုင်များစီစဉ်ခင်ရပါသည်ဤကဏပေါင်းရင်းကပြတ်တဲ့နေသူတွေဟုမသိမ့်မွေသောမှတ်ချက်ချတဲ့ကိုလည်းကြားခဲ့ရပါသည်ကလတ်ထိုင်မှာထိုင်၍ဖဲရနေရင်တော့ ူချစ်တော်ပိုင်းသည်စပွဲအောင်မောင်းရင်မှရောက်နေသည်မို့သူ့ကိုအင်္ဂါမစုံလင်မှုဟုထင်ဝင်မရှိကြ။ညာဘက်သူကိုညွတ်ကညာလက်ပြစ်ထောက်၏အာယူထားသည်မို့ညာခြေောက်ဖြစ်သည်လို့ထင်ရပါသည်။ဖေဝိုင်မှာအများပြည်သူနှင့်မျက်နှာချင်းဆိုင်ထိုင်နာများသည်ကျူကျူနှင့်ကြမကစားဝဲကိုဖြတ်၍နှုတ်ဆက်မြဲခေမောတဲ့နဲ့ကိုကလိုင်တို့စကနိုင်လူမြဲကျမတို့သည်ရွေးတူဖြစ်သောယောက်မကမိတ်ဆွေတည်းလဲဖြစ်ခဲ့သည်။ကျောင်းတော်က တရန်နဲ့နေခဲ့ဘူးဒီကိုကိုခင်လိုက်နဲ့ကျမစကားမဆက်ပါကိုခမောင်သေးအကြောင်းကိုလည်းထည့်မပြောကြပါကိုခင်လိုက်ဒီအမြဲလိုလိုဖဲရှုံးတယ်ကိုလည်းတတိထားမိပါသည်သူမိန်းမလေးကျူကျူကမှနင်းနေပါပါ နိုင်လေးရှိပါသည် ကျူကျူကကိုခင်လိုက်တော့မတက်လည်းမတက်မယံကလည်းမယံကဖဲကန်တော့ကောင်းတာပဲဆိုရမည်သို့တော့ ကိုကင်းလိုက်သည်ဆဲကြီးမှာတစ်ချိန်ထိမ့်သိမ့်မနေအောင်ဖဲကောင်းကတဝိုင်းလုံးတရားတလေသည်ဒုကာမျိုးမှာကျမဒီတက်ကတူမှာမြင်ဘူးခဲ့တော့နုနယ်ပြုံမြင့်ဟန်ရှိလာတော့ကိုခန်လိုင်းကို ပြန်တွေ့ရပါသည်တူတက်ဝမ်းလဲတရားသည်ဒုကာမျိုးမှာသူကချက်ချင်းပင်သူချက်ကိုတရိယာသည်တပွဲဂျိုင်းတောက်ကိုအကြောင်းမဲ့လှမ်း၍ခိုင်တတ်သည်ကြည့်ကြည့်ယူထားရင်လန်တောင်တဲ့တည်းဒုက္ခကျမ၏ခင်မုံက ဒေါသဖြစ်သောမျက်လုံးများဖြင့်သူ့ကိုကြည့်ကောကျွန်မဘက်လေ၍အတံထွက်သောစကားတစ်မျိုးကိုပြောပါသည်အိမ်ကြလင်သူဘာဖြစ်လို့ဒီလိုလုပ်တယ်လဲဟုမကျင်နိုင်မချမ်းနိုင်ကျွန်မကိုမေးသေးသည်သူဘာဖြစ်လို့ဒီလိုဖြစ်ရလဲပြောပါမဟုကျွန်မကိုယ်စကားကိုမယုံကြည်နိုင်ပဲဖြေပြောပြောပါသည်ဒီလိုဖြစ်ရတာကသူကိစ္စမဟုတ်ပါဘူးဒါကတော့ခြေပြက်တစ်ဖက်ကမောင်းချက်တော့မှမဟုတ်တာအေးဟုတ်ပါရဲ့ မောင်အကိုကိုကိုတက်တည်ခဲ့ ਈ လို့ထင်ပြီးပြောနေတာမဟုတ်ပါဘူးမောင်လည်းခဏခဏတွေးဘူးပါတယ်ငါဟာငငယ်နဲ့အင်းကမစုံဖြစ်သွားရင်ဘာလုပ်မလဲဆိုတာအဲ့ရတဲ့တော့မနေနိုင်တာအမှန်ပဲဒါပေမဲ့မောင်ဟာဖဲထိုင်ရနိုင်သေးရင်အလုတ်ခင်မှာထိုင်လို့နိုင်အောင်မယ်ဦးနဲ့ထိုင်လို့နိုင်အောင်မယ်လို့တော့ထင်တယ်ပြီးတော့ပြုတ်ရှင်ဖို့ကောင်းတဲ့ချိန်မှာဂျိုင်းတော့ကိုတရရတဲ့တဲ့ကိကဲဆက်စိတ်တော့တလောက်များလာမှမထင်ဘူး तू လုံးမလုပ်ဘူးလားမလုပ်ဘူးကျူကျူကတန်ရုံတစ်ခုမှလုပ်တယ်ဒါပေမဲ့ သုံးလေးတောင်ခန့်တဲ့ဖဲဝဲမကြီးရိုက်နေတာပဲနော်ဟုကျမကစိတ်ဆင်းရဲမိပါသည်ကျူကျူသနာတယ်ကွာဟုတ်တယ်မောင် ကောင်မလေးကတိတ်ပိန်တာပဲတတိတော်တော်တော်ကောင်းတယ်ဘလောက်ရှုံရှုံနိုင်နိုင်မျက်နှာမပြတ်ဘူးကျူကျူကခင်လိုက်ကိုမိဘဆုံပြီးယူတာခင်ရဲ့သူ့ဖေကကျောင်းဆရာကြီးဆိုပေမဲ့ခရီးရန်တရားဟောဆရာတဲ့တိတ်ဖရာတရားကြီးညိုတာခင်လိုက်ကိုယူတော့အဖေကြီးကစွန့်တာတာတေတော့တောင်တမိကိုကြည့်မတော်ဘူးပြောတယ် ခင်မသိပါလားကြီးကြီးကျယ်ကျယ်မင်္ဂလာဆောင်ယူတာမို့ဒီလိုမျိုးဖြစ်တယ်မထင်ပါဘူးကျူကျူဖေးရမင်္ဂလာဆောင်မှာအမွေတခါတည်းခွဲပေးလိုက်တယ်တဲ့အဲ့ဒီပစံနဲ့မင်္ဂလာဆောင်နေတာပေါ့အခုတော့ကောင်းလေးဖေးရတာနဲ့ပါလာလာကုံရောပေါ့လေကျမဒီကိုခင်လိုင်းတို့လင်များကိုအခုထက်ခင်မင်းရင်းနှီးစွာပေါင်းပြီလို့စိတ်ဆုံးဖြတ်လိုက်ပါသည်သူတို့ကိုထမင်းစားအရင်ဖျက်ရမည်ပင် စာဖတ်သူအများပင်ဖေးမရိုက်တဲ့တောင်အရက်တော့တောက်တက်မိပင်အကြမှုကဒါနဲ့ပင် သူ့ဘာကြီးမှာပျော်စရာရှာလို့နေရသူများရှိတော်မှန်တော်ကြောင့်ဒီဖေးရိုက်ဖက်များသည်အရက်တောက်ဖက်များလို့ပင်ခဏလေးနဲ့ငယ်ပေါင်းကြီးပေါ်ပေါ်မှာခင်မင်ရင်နီသွားရလေသည်ပစံလေတရာတက်သည်တယောက်နဲ့တယောက်မတွေ့ရမနေနိုင်အောင်ခြေရသည်သူမိမကိုမိမသူ့ယောက်ျားကိုယောက်ျားတရီသည် မောင်နှမတွေလိုပြောမနာဆိုမနာစီလာတတ်သည် တကာတရံအရင်နေ့လိုပြီးညတိညဘက်ကိုသာအခြေလို့ပြီးပြောခဲ့ပြီးဖြစ်သောဖဲဝိုင်းများကိုတောင်းတွေ့ရသည် ထိုကားမျိုးမှာတိမ်မွေသူတဦးနှစ်ဦးကရင်ကျေးပြုံနဲ့ထိမ့်သိမ့်တက်သေးသည်ကိုကလိုင်းတို့လေများနဲ့ကျမတို့သည်မြန်ဆန်စွာရင်နေလာသည်ထိုကားကျွကျူးရဲ့ကြောင့်ကိုလည်းပူလို့သိလာသည်ကျွကျူးအားအရွယ်ကလေးနေမလိုက်အောင်ကြည်ရင်ခဲ့ကြသူ့အတွက်ကြောင့်မောပန်းခဲ့ကြသူ့ပေမဲ့ စိတ်နှလုံးပြက်လွယ်သည်မို့သဖြင့်ရိုးသားဖြောင့်မတ်စေရှိကြောင်းကိုတွေ့ရပါသည်ကံဆိုးသည်လိုလွယ်လွယ်ဆွေးရမည်ဖြစ်သောကိုခလိုင်း၏စိတ်နှလုံးကိုကျူးကျူးထောက်ပံ့ခဲ့တာကတော့လူတန်းအသည့်ပင်သို့သောကျူးကျူးဆက်လက်ရက်တည်ဖို့ရာကိုခင်လိုင်းသာလင်ခြေပြက်သည်ဖြစ်စေမပြက်သည်ဖြစ်စေတတ်နိုင်တော့သည်ဆိုကကျမနှင့်မောင်တို့မကြာခဏပြုံးမိကြသည် ကိုခလိုင်ဒီအင်မတန်စိတ်တူနေသောဒေါသထွက်လေသောနာကြည့်နေသောချင်တူးနေသော လူရဲ့ဖြစ်ခဲ့ပြီမို့လဲကျမတို့ရုတ်တရက်စကားမဆောင်ဘူးဖိဖိဖះကြတော့လေအာမကိုထိုက်ဘူးကိုကိုလိုင်းဖះကြတော့လေအာမကိုသာဘူးကျူကျူကဘယ်ဖះနဲ့မှမတည့်ကြမှာဘူးရှွန့်ပြက်ပြက်ကလေးတခါပြောပါသည်မတည့်သူနဲ့အတူမနေတာအကောင်းဆုံးပဲဟု ကိုခလိုင်းကထောက်ခံပါသည် ။ဒါပေမဲ့လူဘွားမှာမိတ်ဆွေအကောင်းဆုံးတစ်ခုတော့ရှိမယ်ထင်တယ်ဗျ။လူနဲ့ပြန်မှဖြစ်เสียမလိုပါဘူး။ကြပြားတဖို့တော်လကောင်း၊ဘိန်းရှူတဲ့ပြောင်းတော်လကောင်းအချစ်တော်လကောင်းဟုစမရမောင်ကပြောသည်။မူတာဝါရတော်လကောင်းဟုကိုခင်လိုင်းကပြောသည်။ယောသားဖြောင်းခြင်းတော်၎င်းဟုကျူကျူကထောက်ပါသည်တတိတော်၎င်းဖြစ်သည်မြတ်လက်အသင့်ခံခြင်းတော်၎င်းဟုကျမကနောက်ဆုံးပြောလိုက်ပါသည် ကျမတို့အားလုံးတိတ်ဆိတ်သွားပြီး ထိုတိတ်ဆိတ်ခြင်းသည်တရေချောက်သလိုကြာရှည်ကြီးချော်လို့နေသည်ထိုတိတ်ဆိတ်ခြင်း၌ကနာမငိမ့်ဆုံးမှာကိုခလိုင်သာဖြစ်ပါသည်ကိုခလိုင်သည်ဘာမပြောညာမပြောနဲ့နေရန်၌ထောင်းသော သူ့ဂျိုင်းတောက်ကိုလမ်းရည်ဆွဲယူလိုက်သည်ကျူးကျူး၏မျက်လုံးများမှာမျက်ရည်ဝေ့လဲလာပြီပထမဆုံးချိန်အဟွေလိုက်တော်သည်ကိုသူကလေးရဲ့နှက်ခမ်းများတုံကောင်မျက်နာတစ်ခုလုံးရေရေနီလာပါသည် ကျမရဲ့မောင်ကအခြေအနေကိုထိန်းသိမ်းခြင်းအဖြစ်ကိုခင်လိုက်ခမရကိုကိုရင်မှာစာပြဖို့ကိုရဲဆိုဟုပြုံးကနေမိလိုက်သည်ခေါ်ရဲဗျဒါပေမဲ့မပြချင်ပါဘူးဘာဖြစ်လို့လဲကျူကျူကစိတ်အားထက်သန်သွားဆောင်းတဲ့ကိုခင်လိုက်သည်ဟိုယောင်ဒီယောင်လုပ်နေပြီးမှနောက်ကျသွားပြီဗျကိုတပည့်တွေကကိုရှိရောက်ကုန်ပြီသူတို့လည်းအောက်လို့ရမလို့ဖြစ်နေတယ်ဒါအပြေမှန်မဟုတ်ပါဘူးကိုကိုတိုင်းဟုကျူကျူကလှုပ်ခနဲပြောရင်ကျမကလည်းစိတ်ဆိုးခြင်းဆိုတော့ ကျွန်မလည်းဒီလိုပဲထင်တယ်။ခမညင်းတော့မငင်းလိုက်သေးဘူးမဟုတ်လား။ငင်းလိုက်ပြီ။၎င်းကပြန်ကောက်ဖို့တော့ကြံသေးတယ်မဟုတ်လားဗျာ။မသိဘူးလေ။နောက်တရနေ့ရကြမှာကိုခမောင်ဆွေးဤဖခင်ကြီးရုတ်တရက်အလေးဖြတ်ပြီးဆုံးသည်။ထုံးစံအတိုင်းကျွန်မတို့သည်ဖဲဝိုင်းဝိုင်းကြပြမသည်။တောင်ငွေရလာတော့ကိုခမောင်စီကိုယ်တိုင်လည်းပထမတော့တစ်ချက်နှစ်ချက်ငိုပြီးဖဲဝင်ရိုက်ပါသည် ဖဲဝိုင်မှာ ရေမောနောက်ပြောင်မြေရှိပါသည်ကျမတို့ကြော်ဘက်အိမ်ခေါင်းရင်မှာတော့အသက်မရှိတော့ဖြစ်တော့အန်ကေသည်မျက်နှာကိုပေါ်ဝါးပါနေဖုံကပက်လက်ငိမ့်တက်လျက်နေသည်ဖဲဝိုင်းသုံးလေးဝိုင်းဝိုင်းရာကိုခင်လိုင်းတို့လင်းများကျမတို့လင်းများနဲ့ကိုကမောင်သူတို့လင်းများပါတော့ဝိုင်းမှာမိတ်ဆွေကုံတဲ့တထေးတွေပါသည်မို့ကြည်ကြည်ဆုံးဝိုင်းအကောင်ဆုံးဖြစ်သည်ဘူကြီးဝိုင်းမို့လူရှိအောင်အစီရှိပါသည် ကလားစနစ်ကောင်ထုတ်လိုက်အောင်တယောက်၅ချက်ဝေလင်းအတိအကျဖြစ်ဒီမို့ဖဲမလို့မရတော့ပါဆက်လို့ကိုမထီဘူးထီတော့ထီပြီဘူးလေးကွဘူးကြီးကိုနိုင်နေအလဲပုံသိမ့်ပြီးဖြတ်ထားတာကိုဝမ်းရောင်မစွန်းထားပဲကွနောက်နှစ်ခါဆက်ပြီးဒိုင်းဝင်နေတယ်လေကျမတို့လင်မြန်းနေကိုခမောင်းသေးလင်မြန်းမှာနင်းနေပါပါရှုံလိုက်နင်းနေပါပါနိုင်လိုက်နဲ့အမတ်တရားမရှိတာပါသို့တော့အခုမှတွေ့ဘူးတော့အင်မတန် ကစားပြော်သည့်စိတ်သဘောရှိသော ကိုဤခေါ်ကုံသေးတူနှင့်ကိုကလိုင်းတို့အကျိတ်နယ်ဖြစ်လာပါသည် ကိုကလိုင်းသည်အကြီးကျယ်ရှုံးကောင်စိုးစိုးအားကြူကြူနိုင်ထားသည့်ငွေတထောင်ကျော်လောက်ကိုပင်လှန်တောင်နေရပါသည်ဖဲစည်းတယ်ကွာဟုကိုကလိုင်းကအော်ရုံမကတစ်ချက်ဆဲလိုက်ပါသည်အเจ้าမှာကိုကလိုင်းတွေ့ရရင်ကိုဤကလဲရပါသည်ကိုကလိုင်းလဲရရင်ကိုဤကကိုရပါသည် ကိုခေလိုင်းစက်မထီလင်ကိုကြီးကတပောက်နဲ့စားသေးသည်9မိနစ်အတွင်းမှာကိုခေလိုင်းတွင်ငွေရှိသည်များပြောင်းမကအကျွေး၈ထောင်ကတင်လိပြီဒုက္ခနာ၌ကျမပီးရှိကျူးကျူးသည်သူ့လက်ထဲရှိဖဲငါတစ်ချက်ကိုဖြက်ကနေလန်ချလိုက်အောင်လက်ပေါ်သည်မို့ကျမဝမ်းသာတော့လဲကိုခေလိုင်းဒိုင်လက်မို့တကယ်ပဲဝမ်းသာရသလားမပြောတတ်ပြီမလဲဘက်မှာကိုခင်လိုင်းငွေတရာသာထည့်ထားကကျူကျူက150ထိုးထားသည်ကိုခင်လိုင်းတိုင်ပြုတ်အောင်မလားမသိဘူး ဒိုင်ဘလောက်ရှိသလဲထိသလားထိသလားဟာထိတာပေါ့မနေဘူးတွဲပြခင်နေဥဆိုကကျူးကျူးဒီငွေတရ90ကိုအလဲပကံနဲ့ထည့်လိုက်လျာကျမဒီဗဇက်ဟလိုက်ပြီးမှဘာမှမဖြစ်သလိုနေတော့ကြည်ကျူးမျက်နှာကိုမမြင်အောင်စောင်းပြီးငြင်းနေလိုက်ရလေ၏နောက်တလဲမှာကျူးကျူးဒီ250ကျက်ထိုးက900တော့လဲတင်လိုက်ပြန်သေးသည်ကိုခင်လိုင်းကလက်များရှိသည်မို့တဝိုင်းလုံးလိုလိုတင်ရပါသည် ထို့အခါအလဲပုံသည်1500ကျော်လေးပြီကိုခင်လိုင်းကဝါနေမခေါ်ပါဆက်ကသားမီဆိုသည်ငွေများများလိုခြင်းသူငွေများများတင်လိုက်ရသူတို့သည်ကန့်ဆန်း၍ပြန်ထိုးယူမီကြံကောင်းငွေစက်ကူများကိုစားရဲရှိလေးပြီထိုလေမဆာရေးကိုခန္ဓာသည်ဇက်တိုက်ပင်ဘူကြီးဘူကလေးနဲ့ကိုအောင်မမစင်းစောစောကအချိန်နဲ့ဖြစ်သော ကိုကြီးက ပြောင်းမြန်ဖဲကြကတလုံးငယ်နေကြီးပေးလိုက်ရလျာထိုးလေပြီးတွင်ကိုခန္ဓာရဲ့ကျွေးရှစ်ထောင်ကျောင်းမကလေးငါးရပင်နိုင်အောင်မီလို့ထင်ရလေသည်ကျူကျူသည်တည်ငြိမ်သောမျက်နှာထားနှင့်ခလိုက်ထိုင်မှထားပါသည်မောပြီအေးအောင်မေမနေ့ကျရုံးလက်တက်ရအောင်မေဟုပြောခဲ့ကခလန်းလန်းကပလက်ကလထိုင်တစ်ခုမှသွားလဲပါသည်ကျမတို့ဆက်ကသာရင်မိုးလင်းကြဤ ချူချူတစ်ချက်တစ်ချက်လှည့်ကြည့်ရင်သူကလေးဒီအသက်မရှိတော့သောအန်ကေကြီးရုပ်ကလက်ကိုသာမျက်တောင်မခက်ငေးမိုးလျက်နေသည်ကိုတွေ့ရကကျမစိတ်မသက်မသာဖြစ်ရ၏ကျမရဲ့မောင်ကလည်းတစ်ချက်များလှည့်ကြည့်ပြီးကျမရဲ့မျက်လုံးများကိုမီးမြန်ပါသေးသည်ကိုခံရမှုကောင်းမှဇွဲကြည့်သောအဟဲ့ကစားစေဖြစ်လေသည်မိုးလင်းသောသူတို့လေများကိုအိမ်ထိလိုက်ပို့ပေးခဲ့သည်ဤကိုခံလိုင်က တထောင်ခန့်ရှုံးလေသည် တသိန်းနေမှုချက်ချင်းပြန်ဆက်ခြင်းတွေကိုသူပြောရကျွကျသည်ဒီတကားတော့တမင်ကြိုးစားရမှန်းသောတမင်ကြိုးစားရမှန်းတိတာတော့အတန်မှာမှာဖြစ်ရှာလို့ရပါတယ်ဟုပြောလိုက်လေသည် နောက်နေ့ညဖေဝိုင်းမှာကျွကျမမြင်ပါကျွကျလားတန်ယုံကဘာပွဲလဲမသိပါဘူးသွားတယ်ပြီးရင်ဒီကိုတန်းလာလိမ့်မယ်ဟုကိုခလင်ကပြောသည်ထိုးညလည်းမိုးလင်းမြန်သည်တညာလုံးကျွကျပေါ်မလာပါ မောင်ဒီကိုခင်လန်ဦးသာတစ်ချိန်လုံးမျက်စောင်းထိုးလျက်ကြည်နေပါသည်မသားချမီနေကိုမသားပုနေအောင်မရအရာအယုံမဟုလူအလုံးတိုင်ပင်ကြသည် ကိုခင်လန်အနေငယ်နိုင်ပြီးအိမ်ပြန်ဒီကိုလိုက်ပို့ရသည်ကျူကျူကတကားဖွင့်ပေးပါသည်ဝေစာလဲပြီးပြီမဲ့မျက်နာမှာ ခြေလေထားကောင်နှကန်းပါစူးစိများမဖြစ်ရသေးပါသပင်လဲအနေငယ်ပေးပွားနေသည်စညက်စတို့များမဖြုတ်ရသေးပါ ကျူလည်းအခုပဲရောက်တယ်ဟုစီးပြောလိုက်သေးသည်ပြုံးငနေပင်သူတို့လင်များရံပစ်ကြလေဤကျမနဲ့အမောင်သည်သူတို့အိမ်ထဲဝင်ထိုင်ပြီးခဏမျှကြောင်းနေပါသေးသည်မိတ်ဒီကောင်းနဲ့တညာလုံးကနေရပေါ်လေဟု ကိုခင်လိုင်ကပြောရင်မကလို့ဖြစ်မလားကိုကိုလိုက်ဖေးကြီးဆက်တဲ့ငွေတထောင်ကသူ့စီကချီလာတာပဲဟုကျူကျူကပြောချလိုက်သည်ငွေတထောင်တော့မပူပါနဲ့လေကျူကျူတလ3လောက်လခရေကဆက်သွားရင်3လပေါ့ဟုကျူကျူကချက်ချင်းပြန်၍ဖြေသည် ိုခင်နိုင်ဒီဘာမှမပြောတော့ပဲကလပ်ထိုင်ပေါ်ပြည့်ွေထိုင်ချလိုက်ပြီးဘသူ့ကိုမှမကြည့်ပဲနေပါသည်ကျမတို့အားလုံးတိတ်ဆိတ်နေသည်ကိုကြားတော့သီးမခံနိုင်သလိုမိုးလိုက်တာဟုသူကစတင်ပါသည်ထိုခဏ၌ဟိုတုန်းကဘယ်တော့မှပျောက်ွယ်မယ်မထင်ရသည့်လူငယ်လူငယ်ရွယ်ပြိုမြင့်ဟန်ပေါ်လာလေ၏သူတကယ်တော့အားလုံးကတနာကြသည်ချင်းသည်သဘောလေသူ့အတံမှာပေါ်နေ၏ သို့တော့သူမော့ကြည့်လိုက်တဲ့အခါကျူးကျူးကျမနဲ့မောင်တို့ရဲ့မျက်နှာမှာတနာကျင်နာခြင်းဆိုတာသူမြင်မိမဟုတ်ပါပထမဆုံးကျူးကျူးကမဲပြုံးကလေးပြုံးလိုက်ပါသည် ကျူးကျူးမျက်နှာမှာပထမဆုံးမြင်မှုသောမဲပြုံးလေးဖြစ်သေးသည်တကူကူပြောမိလို့ပြီးသူကလေးထိန်ချုပ်လိုက်ပါသည်မောင်ကခမရသိမတရားတာပဲဟုစကားစတင်စေကျမဖြည့်ပြီးအတန်ကိုအင်းငိမ့်နေသမျှအင်းငိမ့်အောင်ကြိုးစားကကိုခင်လိုက် ကောလိကိုကျမနဲ့အတူတူရောက်တယ်မို့လားကိုပြောလိုက်သည်ကိုခနိုင်ကနားမလည်ဟနဲ့ဒါပေါ့အဲ့ဒီတော့ကနင်းစာသိတော်တာမမှီသေးတယ်ခင်ဗျားလည်းမစိုးပါဘူးဟုသူစိတ်ဝင်စားလာသည်သူမဟုတ် သူကြိုးစားချက်ဖြစ်ပါလိမ့်မည်ပြီးတော့ရှင်ပေါင်းတစ်ဖက်လည်းမပြတ်သေးဘူးတိတ်ဆိတ်ချင်းပြန်လာကအတံပလန်တက်ကျင်လောင်ပြီးကြောက်စရာကောင်းလာပါသည်မောင်ကကျမ၏စကားကိုနင်းကောင်းဘာဖြစ်လို့ပြတ်တာလဲလို့မေးတော့မမေးတော့ဘူးဗျာ မောင်ကကျမရဲ့သကောက်နင်းကဘာဖြစ်လို့ပြက်တာလဲလို့တော့မမေးတော့ဘူးဗျာတိလည်းမသိကြမှာဘူးဒါပေမဲ့ပေါင်ပြက်သွားတော့ခမည်းဘုရားသုံးပြီလို့ထင်မှာပဲထင်တယ်။ကိုခန်းနိုင်သည်မျက်ရည်များလဲလာပါသည်ဒါပေမဲ့ပေါင်ပြက်လို့ခမည်းဘုရားသုံးတာမဟုတ်ပါဘူးဘဝသုံးပြီလို့ခမည်းထင်တဲ့အတိမှသာတကယ်သုံးတာပါဘယ်နဲ့ဗျာခြေလက်အင်္ဂါ၄ဘက်မှာတစ်ဖက်ပြက်တော့၄ဘုံတစ်ဘုံသာသုံးတာပဲ၄ဘုံသုံးဘုံကြံသေးတာပဲ။ ခေါင်းကြံသေးတယ်ပိုက်ကြံသေးတယ်ခမစားလဲစားနိုင်မရနဲ့လဲအိမ်နေရောမကဖဲတောင်မိုးလင်းအောင်ရိုက်နိုင်သေးတာပဲမဟုတ်လားကျမလည်းရက်ဆက်သွားပြီးရှိတူကြီးကျမပြောချင်တာရှိသည်ကိုပြောလိုက်သည်ဤရှင်းကိုရှင်တနာပြီးကြီးလဲအချိန်မကုန်နေဘူးလေရှင်းရကြီးပဲအဆောင်ရှောက်မခံချင်နဲ့အိုးလောလောဆယ်မှာကြွကြွသာတနာရမယ်ကြွကြွသာစောင့်ရှောက်ရမယ်ရှင်းမှရှိတဲ့ခြေတစ်ဖက်နဲ့ပဲမမရဲရမယ်ဆိုတာရှင်းမသိဘူးလားပြီးတော့ ကျူကျူလောက်တစ္ဆာရှိတဲ့မိန်းကလေးကိုရှင်းရှားပါတစ္ဆာဆိုတာခန္ဓာယုံနဲ့တင်တွက်လို့ရတာမဟုတ်ပါဘူးရှင့်ကိုကူချင်လို့ဖေဝိုင်မှာကျူကျူညစ်တာကျမတွေ့တယ်အဲ့ဒီအချိန်မှာကျူကျူအန်ရည်များလာပြီးသူ့ကိုရှင်းစောင့်ရှောက်ဖို့လိုလာပြီဆိုတော့ကျမသတိရတယ်ရှင်းကတော့တိမသိရလားကျူကျူရှင့်ကိုတစ္ဆာရှိပုံကလမ်းသုံးရောက်ပြီးလမ်းခွဲနဲ့တွေ့တော့မယ်ဆိုတာရှင်းသိရလား ကျွန်တော်တို့ဒီဒီလိုဆုံးမအော်ရာတွေကိုနားထောင်ခြင်းသူများလည်းမဟုတ်ပါပြောခြင်းသူများလည်းမဟုတ်ပါသို့တော်လည်းမရှောင်သာတဲ့အခါမှာဒီတစ်ခါမရှောင်သာတဲ့အခါကိုဒီတစ်ခါကြုံရပါပြီထို့ညမှာတော့လင်မယားနှစ်ယောက်ခေါင်းဆိုက်၍ငိုကြသည်ထင်သည်အာရသဝေကောင်းလာတော့မျက်ရည်များပင်ဟုဆိုပြရသည်ကျွန်တော်တို့ဒီကျင်းနဲ့အာရနေရတော့အမှန်ပဲနောက်တစ်ခါတွေ့ကြရင်တော့ကိုခင်လိုက်သည်တက္ကသိုလ်ကျောင်း၌အလုပ်ဝင်လျက်ရှိလိမ့်ပြီ အိမ်နဲ့နေကလေးမအညောင်းပြညာပြပြင်လမ်းလျှောက်လို့သွားသည်တဲ့အတိပတိလမ်းကြီးမှာဗျာမိုးအေးအေးနဲ့မို့လျှောက်ကောင်းကောင်းနဲ့လျှောက်တာမျက်စိရလည်းတက်ပင်ကောင်းကင်ကိုပဲကြည့်နေမိလို့ငါးမွေကြီးဖြတ်လာတာမမြင်မိဘူးဗျို့နဲတဲ့မွေကြီးမဟုတ်ဘူးတရှူးရှူးနဲ့လာလိုက်တာအနားရောက်မှတိတိလီတွေ့တာမို့မလဲသွားဘူးချိန်တော့နဲ့ရှိုက်တလိုက်ရတယ်ဟေးတော့ကြည့်သွားမှာပဲဗျာဟုတ်ကိုခန္ဓာကပြောပြသေးသည် GA မြဝတီမဂဇင်း